မြမအပါဝင်မဲခေါင်လန်ချန်ပူပေါင်းဆောင်ရွက်မှုအဖွဲ့ MLC 6နိုင်ငံကနေဆက်ဖြတ်ကျော်ငွေကြေးလိမ်လည်မှုကြားဖြန့်ကိုင်းတွေကိုစုပေါင်းတိုက်ဖြတ်ဖို့သဘောတူခဲ့ပါတယ် MLC ဆိုတာကမဲခေါင်မြစ်ဖြတ်တန်းစီးဆင်းရာမြေဝှမ်းနဲ့ဆက်ဆက်တဲ့နိုင်ငံတွေကိုဆိုလိုတာပါဒီထဲမှာတရုတ်ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းနဲ့ဗီယက်နမ်တို့ပါဝင်ပါတယ် MLC ဟာတရုတ်နဲ့အရှေ့တောင်အာရှနိုင်ငံတွေကြားပူပေါင်းဆောင်ရွက်မှုဆိုင်ရာတက်တန်းအမှုဆုံးအစုအဖွဲ့တစ်ခုဖြစ်ပြီး2016မှာ စတင်အသက်ဝင်ခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ14ရက်နေ့တုန်းကတရုတ်နိုင်ငံကူမင်းမြို့မှာအဖွဲ့ဝင်နိုင်ငံတွေကြားဝန်ကြီးအဆင့်အစည်းအဝေးတစ်ရက်ကျင်းပပြီးကြားဖြန့်စုပေါင်းတိုက်ဖြတ်ရေးသဘောတူညီမှုတစ်ခုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ထိုင်းရဲတပ်ဖွဲ့ဒုအကြီးအကဲဖြစ်တဲ့ဒုရဲဘော်ချုပ်ကြီးကကြားဖြန့်ဂိုင်းတွေဟာနေဆက်ဖြတ်ကျော်ရာဇဝမှုတွေရဲ့ဂေဟစနစ်တဲ့ခိုင်ခိုင်မာမာစိတ်ဝင်လာနေပြီး MLC 6နိုင်ငံလုံးရဲ့ပြည်သူတွေကိုထိခိုက်နစ်နာမှုတွေကြုံနေစေကြောင်းပြောဆိုခဲ့ပါတယ်။သူက ထိုင်းဟာကြားဖြန့်တိုက်ဖျက်ရေးမှာအဖွဲ့ဝင်နိုင်ငံတွေနဲ့အပြန်အလှန်ပွင့်လင်းမြင်သာမှုအပြစ်ပူးပေါင်းဆောင်ရွက်မယ်လို့လည်းကတိပြုခဲ့ပါတယ်။ရာဇဝတ်မှုတွေမှာနေကြားကန့်သတ်ချက်မရှိကြောင်းဒါကြောင့်အဲ့ဒီမကောင်းမှုတွေကိုတိုက်ဖျက်ရမှာလဲနေစည်းချနေတာတွေမရှိတဲ့ကြောင်းထိုင်းဒုရဲဘော်ချုပ်ကြီးကမှတ်ချက် ပေးခဲ့ပါတယ်။ MLC 6နိုင်ငံအစည်းအဝေးမှာတော့လုပ်ငန်းစဉ်အချက်အလက်20ခုအတွက်စုပေါင်းသဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီထဲမှာ လိုအပ်ရင်နိုင်ငံအချင်းချင်းပူးပေါင်းပြီးစီးနှဲရှာဖွေတာတွေလှုပ်ဆောင်ရေးပြည်မှုဆိုင်ရာအထောက်အထားအချက်လက်တွေမျှဝေရေးနေဆက်ဖြတ်ကျော်ထောက်လှမ်းရေးလမ်းကြောင်းတွေထူထောင်ရေး NGO အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ရေးစတာတွေပါဝင်ကြောင်းသိရပါတယ်ရှင်